ဘုန်းကြီးတော့အဘိဓမ္မာကိုဖျားဟောလို့ဘာဖြစ်လို့လက်ခံရလဲဆိုမြတ်စွာဘုရားဟောပါတယ်လို့အလုံးလက်ခံထားတဲ့တုတ်တန်လေးနဲ့နှိုင်းရှင်ကြည့်လိုက်ကြည့်လိုက်မယ်ဆိုရင်အဘိဓမ္မာကတုတ်တန်လေးတွေကအစီအနှစ်ထုတ်ပြီးရေးထားတာလေးချင်း Excellence of teaching မြတ်စွာဘုရားရဲ့သင်ကြားချက်တွေအနှစ်သာရတဲ့အလုံးရှင်းရှင်းလင်းလင်းဟာ သုတ်တန်ရဲ့အဓိပ္ပာယ်လေးထည့်အောင်ရှင်းရှင်းလင်းလင်းဟာအဘိဓမ္မာမှာရှင်းပြထားတာရှိရှင်းပြထားသည့်အတွက်ကြောင့်သုတ်တန်နဲ့အဘိဓမ္မာကွဲပြားခြားနားမှုဆိုမရှိသလားမရှိဘူးသုတ်တန်ထဲမှာကြည့်ရင်မပြည့်စုံတဲ့ဟာအဘိဓမ္မာရဲ့ကြပြည့်ပြည့်စုံစုံသိရတယ်ဒါကြောင့်မို့လို့ဖျားဟောတာဟုတ်သလားမဟုတ်သလားတဲ့ပိုးအရေးကြီးတာကတော့ ဒီတရားကိုနာယူပြီးကျင့်သုံးလို့အကျိုးရှိသလားမရှိတာအပူအရေးကြီးပါလေဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားကတော့ဒါမျိုးကိုဟောထားနေတာရှိအကိဝိသတော့မှရှိတယ်ရှိတော့ကတော့အဝေးရနဲ့ပြည့်တဲ့လက်နဲ့ဟာမြားပဲရှိတာပေါ့ခုခေတ်တော့တဏှတ်ပေါ့နော် ရှင်းတော့အဝေးကနေပြစ်လိုက်တယ်။မြားကံစူးလာတဲ့မြတ်မှန်ခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာအရေးကြီးဆုံးလို့ဆိုလို့ရှိရင်အဲ့ဒီမြားကိုနှုတ်ပစ်ဖို့နဲ့စိတ်ကူးဖို့ကအရေးမကြီးဘူးလား။အရေးကြီးဆုံးကအဲ့ဒါပဲနော်။မြားဘယ်သူပြစ်ထားလဲဆိုတာလည်းအရေးမကြီးဘူး။ဒီမြားတံဟာဘာသာနဲ့လောက်ထားတာဆိုတာလည်းအရေးမကြီးဘူး။ ဘယ်ကပြစ်လိုက်တာလဲဆိုတာလည်းအရေးမကြီးဘူးအရေးကြီးဆုံးကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့စူးနေတဲ့မြားကိုမြန်မြန်ပြောင်းနှုတ်ပစ်ပြီးတော့ယောဂပြောင်းဖို့ကအရေးကြီးတယ်အဲ့ဒါဘာလို့ပြောတာလဲဆိုလို့ရှိရင်အဘိဓမ္မာဖျားဟောတယ်ဒီတရားကဖျားဟောတယ်မဟောဘူးဆိုတာကအရေးမကြီးဘူးတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကိစ္စဖြစ်တယ် အရေးကြီးဆုံးကဘာလို့ဆိုရင်ကိုယ်မှာစူးနေတဲ့လောဘဒေါသမောဟဆိုတဲ့မြားနှုတ်ဖို့ဟာအရေးကြီးတာအဲ့တော့အရေးကြီးတဲ့ကိစ္စမလိုက်မင်းနဲ့အရေးမကြီးတဲ့ကိစ္စသွားလိုက်နေလို့ရှိရင်တော့အဲ့ဒါဆုံးနိုင်မှာမဟုတ်ဘူးဆုံးနိုင်တော့တန်တရာအစကိုမရှာတာလဲအဲ့ဒီသဘောပဲမြတ်စွာဘုရားဖျားမရှိသည့်နောက်ပိုင်းနှစ်240ခန်းမှာ အဘိဓမ္မာကျမ်းကိုသင်္ကယနာတင်နိုင်ခဲ့ပါတယ်။ဖျားကလက်ပြေမှာဟောခဲ့တာတို့ဆိုတာလက်ခံနိုင်ဖို့ကပ်ပါတယ်။သီရိလင်္ကာတွေရဲ့လက်ရာဆိုတာနှိစက်ပါတယ်တဲ့။အဘိဓမ္မာကိုဖျားဟောဖြစ်တယ်လို့တင်လိုက်ကြတဲ့ကဒီလိုမှန်တွေတက်လာမယ်ဆိုတာကိုကြိုတက်ထားပါတယ်နော်။ဒီမှန်ပိုင်ရှင်လိုပဲတချို့ကမြတ်စွာဘုရားနတ်ပြည်ကြွတယ်ဆိုတာငူရင်းတုတ်တန်ပါဠိတော်တွေမှာမတွေ့တဲ့အတွက်အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပြောဆိုနေကြတာတွေရှိပါတယ်။ တကယ်တော့တုတ်တံကိုတည်တည်ချာချာမလေ့လာလို့ပါနော်မြတ်စွာဘုရားတုတ်တံမှာလက်ပြကြွားကြောင်းဟောကြားထားတာရှိပါတယ်ဘယ်မှာဟောကြားထားတာလဲဆိုရင်မေဇိမနိကေဥပရိပန္နတာပါဠိတော်ဝိပင်္ဂဝတ်လောမတကင်္ကိယဗတ္တိကရထတုတ်မှာဟောကြားထားတာပါနော်လောမတကင်္ကိယဗတ္တိကရထတုတ်ဆိုတာဟာမြတ်စွာဘုရားတရိုက်ဟောတဲ့တုတ်တံဖြစ်ပါတယ်အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားလက်ပြကြွားကြောင်းဟောကြားထားပါတယ်ဒါကြောင့် အဘိဓမ္မာဟာလက်ပြေမှာဟောတယ်ဆိုတာငင်းစရာမရှိပါဘူးเนาะ